မင်္ဂလာပါဒီ base ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ advance series တခုကိုကျွန်တော်တို့အစပြုဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ DBS crypto တို့ DBS forest တို့ channel တွေက DBS မြန်မာ channel နဲ့မတူပါဘူး DBS forest DBS crypto channel တွေကဒီကျွန်တော်တို့ forest ဆိုတာဘာလဲ crypto ဆိုတာဘာလဲကိုတိထားပြီးသားမိတ်ဆွေတွေအတွက်ကို advance buying ကိုတွားဖို့ကျွန်တော်ရည်ရွယ်တည်ထောင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်ပိုင်းမှာဒီ channel တွေမှာတော့ advance နဲ့အဲကျွန်တော် crypto ဆိုတာဘာလဲ forest ဆိုတာဘာလဲတည်ထားပြီးသားသူတွေအတွက်ကိုရည်ရွယ်တဲ့ခုံးတန်းတွေပဲအဲကျွန်တော်တို့တင်ဆက်မှာပေါ့နော်ဆိုတော့အခုဒါကတော့ crypto ရော forest မှာရောနှစ်ခုစလုံးမှာတုံးလို့ရတဲ့ fair value gaps တွေနဲ့ဒီ fair value gaps တွေကဘယ်လိုဖြစ်လာသလဲဘယ်လိုနေရာမျိုးမှာတုံးနေရသလဲဆိုတာကိုကျွန်တော်ပြောပြပြီးမှာပေါ့နော်ဆိုတော့အရှိမလဲကျွန်တော် fair value gaps တွေအကြောင်းကျွန်တော်တော်တော်ပြောခဲ့ပြီးပါပြီဒါပေမဲ့ဒီဗီဒီယိုမှာတော့အဓိကကတော့ advance ပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုဖြစ်လာသလဲ ਨੇ ဘလို့ psychology နောက်မှာရှိတယ်လဲ။ဘာကြောင့်ကျွန်တော်တို့ဒီ fabulous gap တွေကိုတုံလို့ရတယ်လဲဆိုတော့အဓိကပြောမှာပေါ့နော်။ဆိုတော့ fabulous gap ဆိုတာဘာလဲဆိုတော့မတည်တည့်ရတူတွေရှိရဆိုရင်ဒါလေးကိုအရင်ကြည့်ကြည့်ပါ။ fabulous gap ကဘယ်လိုနေရာမျိုးမှာဖြစ်လို့ရှိလဲဆိုလို့ရှိရင်ကန်တဲ့၃ချောင်းပါတဲ့ပတ်တန်အထက်ပေါ့နော်။ကန်တဲ့၃ချောင်းနဲ့အထက်ပါတဲ့ကန်တဲ့ stick ပတ်တန်မှာဖြစ်လို့ရှိပါတယ်။ပထမကန်တဲ့ရှိမယ်တတိယကန်တဲ့ရှိမယ်။အဲပထမကန်တဲ့နဲ့တတိယကန်တဲ့ ဝိတ်နှစ်ခုကြားမှာဟာနေတဲ့ဒုတိယကန်တန်ရဲ့ body နေရာအဲ့နေရာဒီ fair value gap ဖြစ်ပါတယ်ဒီမှာဆိုရင်တတိယကန်တန်နဲ့ပထမကန်တန်ရဲ့ကြားဟာနေတဲ့နေရာဒီနေရာကဒုတိယကန်တန်ရဲ့ body ဖြစ်မယ်အဲ့နေရာကို fair value gap လို့ခေါ်တယ်အဲ့တော့ဒီအရှိက downward candle bearish candle ကြီးပဲရှိနေတဲ့ candle combination မှာဆိုလို့ရှိရင်ဒီ fair value gap ကို bearish fair value gap လို့ခေါ်တယ် နောက်က bull candle ကြီးပဲရှိရနေမှာဆိုရင်တော့ bullish fair value gap လို့ခေါ်တယ်။ဆိုတော့ bearish move မှာအောက်ကိုကျသွားတယ်။ပြီးရင် fair value gap ထဲကို price ပြန်ထောက်ပြီးတော့လာပြီးတော့မှဝင်လာလေးရှိတယ်။ပြီးရင်ဆက်သွားတယ်။အဲ့တော့အမြဲတမ်းလာလာအမြဲတမ်းနှီးပါလောက်လာလေးရှိတယ်။တစ်ခါတလေမှာမလာတော့ဘူးဆိုပြီးအဝေးရောက်သွားပြီးမှတော်တော်များများဟို candle အဝေးကြီးရောက်ပြီး candle အများကြီးဖြတ်တန်းပြီးမှပြန်လာဖွင့်လာရှိတယ်။ ဟုတ်ပြီအဲဒါပေမဲ့မလာလုံးဝမလာတော့ဘူးဆိုတာမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့တော့100%ဒီကိုလာလို့လာရမယ်လို့ကျွန်တော်ကတကယ်တည်းမှတ်ထားလို့မရဘူး100%မှတ်ထားလို့မရဘူးကျွန်တော်ဘလော့ percentage မှတ်ထားလို့ရတယ်ဆိုတော့85%နေလောက်အထိကိုမှတ်ထားလို့ရတယ် bullish ဆိုလည်းအလိုပဲနော်ဆိုတော့အဓိကတော့ကျွန်တော်ရဲ့အဲဒီ trade ဝင်တဲ့ပုံစံကဒီလိုပြန်ပြီးတော့ပြန်လာတဲ့အချိန်မှာဒီထဲမှာရှိတဲ့ order တွေကိုလောက်ဖွင့်တဲ့အချိန်မှာကိုယ်ပါပါသွားအောင် ဝင်တဲ့ပုံစံကိုကျွန်တော်ကတုံးကြတယ် fair value gap ကိုဟုတ်ပြီအဲ့ fair value gap ကဘာလို့ဖြစ်လာတာလဲဆိုတော့ကျွန်တော်တို့ဒါကကျွန်တော်ဈေးရန်တစ်ခုဆိုပါပြီဒီဈေးရန်ကဒါကျွန်တော်တို့အခုလောတဲ့အယောင်းဝင်ဖြစ်နေကြတဲ့ဈေးရန်ပေါ့နော်အောက်မှာနောက်တဲ့ဈေးရန်တစ်ခုရှိတယ်ဆိုပါစို့ဒါကကျွန်တော် big coin ပဲဆိုပါစို့ဒါဆိုရင် BTC 9000ဈေးပေါ့နော်9000ကနေပြီးတော့8000ဈေး ဆိုပါဆိုဒါ၈000ဈေးအဲ့တော့9000ကနေ8000ဈေးကိုအမြန်ပြောင်းချင်တယ်မတရားရောက်က8000အထိကိုရောက်စီချင်တယ်အဲ့8000ကျမှကျွန်တော်ကပြန်ပြီးတော့မှဝယ်ချင်တယ်ဆိုပါဆိုအဲ့မှာ institution တခုကုမ္ပဏီတခုအဖွဲ့အစည်းတခုကသူတို့မှာရှိတဲ့ crypto တွေကို bitcoin ကိုကျွန်တော်ရောင်းချလိုက်အဲ့တော့ရောင်းအားကြီးအကြီးကြီးဝင်လာတဲ့အချိန်မှာကျွန်တော်တို့ဘာတွေ့လဲဆိုလို့ရှိရင် bearish candle အကြီးကြီးတွေ့လိမ့်မယ်။အဲ့တော့ပထမ bearish candle တစ်ချောင်းရှိမယ်ဒုတိယအကြီးတစ်ချောင်းရှိမယ်တတိယ8000ထိရောက်သွားတဲ့ bridge garden တစ်ချောင်းရှိမယ်ဒီလိုတုံးချောင်းလာအဲ့ဒါဖြစ်လဲဆိုလို့ရှိရင် price ဒီအောက်ကိုထိုးကြသွားတာကိုတွေ့ရတယ်အဲ့အချိန်မှာကျွန်တော်တို့ရဲ့အဲတခြားပေါ့နော်ဒီလူရဲ့အဲရောင်းအောင်ကြသွားတဲ့ဈေးကိုတခြား investor တွေကလည်းကြောက်လန့်ပြီးတော့လိုက်ရောင်းကြရတယ်ရှိမယ်အဲ့ကြောင့်ဈေးကကျသွားအဲ့ဈေးဒီအောက်ကိုဆက်ဆင်းမှုရှိမယ်။နော်၈000ရောက်သွားပြီ။9000ဒီဆက်ဆင်းမှုရှိမယ်။အဲ့ဒီခါမှာ တန်းစင်လို့မရတော့ဘာလို့လဲရောင်းအားကုန်သွားပြီနည်းနည်းလေးဈေးပြန်တက်ပေးမှကျွန်တော်တို့ကအပေါ်မှာပြန်ရောင်းလို့ရမှာလေဆိုတော့တော့လူတွေကရောင်းနေဆိုကြတဲ့အပေါ်မှာရောင်းနေတာဝင်အောက်မှာဝင်နေတာတချင်းချင်းလေးပဲတက်ဈေးနဲ့ရောင်းနေတယ်ကြာဈေးနဲ့ဝယ်နေတယ်အတက်ဈေးနဲ့ရောင်းဖို့အတွက်ကအခုကဈေးကအရင်ကြာနေပြီတော့ကြောင့်လူတွေကအရောင်းထက်အဝယ်ကိုစိတ်ဝင်စားလာတယ်၈000မှာကျွန်တော်တို့ကဝယ်ဖို့ပဲချောင်းတယ်မဟုတ်တော့9000ပြန်ရောက်တော့မှာမလို့အဲတဘောပါဘောနော် အဲ့တော့ဒီမှာအယောင်အယောင်ထက်အဝယ်ကပုံများတယ်အဲ့တော့ဘာဘာလို့ရမလဲဆိုလို့ရှင် price ဒီနည်းနည်းပြန်တက်ပြီးမှရဒီလိုနေရာမျိုးနည်းနည်းပြန်တက်ပြီးတော့မှဒီနာအထီကိုပြန်ရောက်လာပြီးတော့မှလူတွေကအော်โอเคရောင်းလို့ရလောက်ပြီဆိုတဲ့အချိန်တွေရောက်တော့မှပြန်ရောင်းလို့ရပါဟုတ်နော်အဲ့တော့ဈေးပြန်တက်ပြီးလို့ရတယ်ဒီမှာရှိသမျှအယောင် order တွေကြံခဲ့တဲ့ဟာတွေကိုလည်းပြန်ဖွင့်ပေးဖို့လိုတယ်အဲ့အတွက်ကြောင့်မလို့ဈေးဒီအပေါ်ကိုပြန်တက်ရဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ဒါဒီမှာအခုကျွန်တော်ဖွင့်ထားတာ BTC USDT ပဲဖြစ်ပါတယ်ကြည့်လိုက်မယ်ဆိုလို့ရှင် fair value gap တွေကိုအများကြီးတွေ့ရလိမ့်မယ် for example အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပထမကန်တယ်ဒုတိယကန်တယ်တတိယကန်တယ်ရော bearish မဟုတ်တော့ပဲ bullish ဖြစ်သွားတယ်ဒါပေမဲ့အတူတူပဲသူ့ရဲ့ result ကအတူတူပဲဒီနှစ်ခုရဲ့ဂျားထဲမှာကျွန်တော် fair value gap တစ်ခုရှိလိမ့်မယ်ကြည့်လိုက်ပါအဲ့ fair value gap ထဲကို price ပြန်ဝင်လာတယ် fair value gap ထဲမှာရှိတဲ့အကြောင်း order တွေကိုဖွင့်တယ်ပြီးမှသွားတယ်ဒီမှာ first gain နဲ့ စကန်ကန်နဲ့တက်ကန်နဲ့ဖုတ်ကန်နဲ့နော်ကန်နဲ့၄ခုတောင်ရှိရဲ့။ဒီမှာကြည့်ကြည့်လိုက်ပါ။ fair value gap ရှိလားဆိုတော့မရှိဘူးတို့လား။ကန်နဲ့ကြီးရဲ့ဒါပေမဲ့ fair value gap မရှိနေဘူး။အဲ့လိုမျိုးအခြေအနေမျိုးလည်းဖြစ်နိုင်တယ်။ဒီထဲမှာတကယ်စစ်စစ်ပတ်ပေါက်ရှာမယ်ဆိုရင်တော့ fair value gap တသေးလေးတော့ရှိနိုင်တယ်။ဟုတ်တသေးလေးရှိနိုင်တယ်ဒီမှာကြည့်ဒါပေမဲ့တသေးလေးတစ်ခုရှိရဲ့ဒါပေမဲ့တသေးလေးရှိရဲ့ဟာကကျွန်တော်ကတိတ်မပြောပါတော့ဘူး။အဲ့တော့တသေးလေးဒီအလုပ်လုပ်လာဆိုလုတ်တော်လုတ်တယ်။ဒါပေမဲ့အရင်အားမပါဘူးပေါ့နော်။ ကျွန်တော်အားပါတာဒီလိုကြီးကြီးမားမားတွေအားပါအဲ့တော့ဆက်ကြည့်အောင်ကျွန်တော် family look တွေပုံမှန်ရှိဒါ4 hour gain တွေပေါ့နော်ဒါ big wire 4 hour gain တွေပါမကြည့်မယ်ဆိုလို့ရှိရင် family look ရှိတယ် family look ထဲကိုပြောင်းဝင်လာပြီး order ဖွင့်တယ်ပြီးရင်ပြန်ကြတယ်နော်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်မှာ family look တွေရှိတယ်ဒီမှာကြည့်ဒီပဲတစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်း၅ချောင်း၅ချောင်းတော့ရှိနေတဲ့အချိန်မှာ family look ကဘယ်နှခုရှိလဲဆိုရင်ဒီမှာ family look တစ်ခုရှိတယ် အဲပြီးရင်ဒီမှာ fair value gap တစ်ခုရှိသေးတယ်ဘယ်နော် fvg တစ်ခု fvg နှစ်ခုနှစ်ခုရှိတယ်ကျွန်တော် color လေးပြောင်းလိုက်မယ်မြင်သာဒီမှာ color လေးပြောင်းလိုက်နော်ဒီမှာကြည့်မယ်ဆိုရင်တွေ့လားတစ်ခုနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကိုလာထိလာဆိုထိရဲဒီမှာကြည့်ဒီလိုဆက်ဆွဲလိုက်မယ်ဆိုရင်နည်းနည်းချဲ့ပြီးတော့ကျွန်တော်ဆက်ဆွဲလိုက်ဆွဲလိုက်ရင်ဒီမှာတွေ့လား fair value gap ထဲကိုရောက်လာတယ်ထွက်သွားတယ်နောက်ထပ် fair value gap တစ်ခုစီကိုလည်းပြန်ရောက်လာတယ်ပြန်ထွက်သွားတယ် okay အဲ့တော့ ကျွန်တော်တို့ဘာလို့မျှော်လင့်လို့ရတယ်ဆိုလို့ရှင် price ဒီတစ်ဖက်ဖက်ကိုအမြန်ပြေးပြီဆိုရင်ပြေးထားတဲ့ price ရဲ့အဲပြေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာ fair value gap တွေရှိနေတယ်အဲ့ fair value gap တွေတဲ့ကို price ပြန်လာမယ်ပြန်ဖွင့်မယ်ပြီးရင်သူ့မူလသွားခဲ့တဲ့နေရာကိုဆက်သွားမယ်ကျွန်တော်တို့ကမှန်းဆလို့ရသွားတယ်အဲ့ဆိုရင်ကျွန်တော်တို့က trade တွေဝင်လို့ရသွားလိမ့်မယ် okay အော်ဒါ fair value gap နဲ့ trade ဝင်နေကြအောင်เนาะဆိုတော့အဓိကတော့ဒီ video မှာကျွန်တော်တို့အဓိကသင်ပေးချင်တာကတော့ fair value gap က အဖွဲ့အစည်းတစ်ခုခု institution တစ်ခုခုကြောင့်ဖြစ်လာတဲ့ imbalance scandal ဖြစ်တယ်။ balance မညီမျှတဲ့ scandal imbalance scandal လို့ခေါ်တာပေါ့နော်။ so imbalance scandal ဖြစ်မယ်။အဲ့ဒီ imbalance scandal တွေကြောင့်သူတို့ price တစ်ဖက်ဘက်ကိုအမြန် move သွားရင်အဲ့ဒီ move သွားခဲ့တဲ့အတွက်ကြောင့်ဖြစ်လာတဲ့ gap တွေကို price ကပြန်လာမယ်။ပြီးရင်ရောက်အဲအဲ့မှာရှိတဲ့ order တွေကိုပြန်ဖွင့်ပြီးတော့မှပြန်သွားလိမ့်ရှိရအဲ့တော့ကျွန်တော်ကအဲ့ဒီ value gap ထဲမှာစောင့်ပြီးတော့မှ trade ဝင်လို့ကြာနိုင်မယ်ပေါ့နော်။ဆိုတော့ဒါကတော့ အာကျွန်တော်တို့ဒီ event series ကပထမဆုံး first episode first နိုင်ငံဖြစ်ပါတယ်ဒီဗီဒီယိုကျွန်တော် DBS Forest မှာ DBS Crypto မှာကျွန်တော်တင်ပါမယ်เนาะအဲ့တော့ဒီဒီဗီအောင်ကြည့်ပြရေးသူများကြီးတင်ပါတယ်ဆက်ဆက်မလို့ရတယ်ဆက်ဆက်လေးလုပ်ပေးခဲ့ပါဦးပတ်စံဝင်တဲ့နေလေးဖြစ်ပါစေ